ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းစောင်းပါတပုတ်ကတော့ကုလဆူရီသားတဲ့လေးမျက်နှာရည်ကြည်ตาပေါင်းနဲ့အထက်ဗမာပြည်မင်းကွန်းတဝိုက်တိုက်ပွဲများပြင်းထန်နေဆိုတဲ့သတင်းစောင်းပါတပုတ်ပဲဖြစ်ပါတယ်စစ်တပ်ရဲ့မာဂန်နေမီများဖြစ်တဲ့ပသိမ်မြစ်အရှိတ်ကန်းနဲ့ပသိမ်မုံရွာလမ်းရှိမြို့နယ်၃မြို့နယ်တဝိုက်မှာအရက်ခတက်တော်မှာထိုးစစ်များဆင်လာပြီးဖြစ်လို့ စစ်ကောင်စီရဲ့တစ္ဆာကန်တပ်များနဲ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာပြီးဖြစ်ပါတယ်။အဓိကအဖြစ်ရခိုင်ရိုးမတောရိုင်းတလိษံဘေးမဲ့ဒေသနဲ့27ကီလိုမီတာကွာမှာရှိတဲ့ကျေးရွာများအနီးမှာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီမှ၎င်းတို့ရိုးရာတိုင်းမြို့အများကိုဘုံကျဲတိုက်ခိုက်လာကြလို့ဒေသခံများတင်းရှောင်ကုန်ကြရပြီဖြစ်ပါတယ်။ပသိမ်နဲ့26ကီလိုမီတာဝေးတဲ့တာပေါင်းအနီးမှာရှိတဲ့ အမြောက်တပ်ရင်း344မှာလည်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတယ်လို့သိရပါတယ်။ညောင်ကျိုးစစ်စခန်းအသိမ်းပိုက်တဲ့တိုက်ပွဲမှာလည်း၎င်းတို့မှားယွင်းဘုံကျဲတိုက်ခိုက်မှုကြောင့်အချမ်းဘတ်စစ်ကောင်စီတပ်သားများအကြဆုံး120ခန်းထိရှိနေတယ်လို့ AARD သတင်းကဆိုပါတယ်။အချမ်းဘတ်စစ်ကောင်စီတပ်များက တက္ကသိုလ်ဝင်ခွင့်ဆာမေးပွဲအပြီးမှာကျောင်းများကိုဝင်ရောက်တက်ဆွဲသိမ်းပိုက်နိုင်ရန်တာဆူနေပြီဖြစ်တယ်လို့သိရပါတယ်။ အကြံပါစစ်တပ်မှပသိမ်မုံရွာလမ်းဂွငတိုင်းချောင်းလမ်းများအုံပြုတ်ခွင့်ကိုပိတ်လိုက်ရပြီဖြစ်ပါတယ်။ပဲခူးတိုင်းတွင်းရှိဗဒောင်းနဲ့အုတ်ရှိပင်မာလဲအရခတက်တော်နဲ့တိုက်ပွဲများဖြစ်ပွားနေပါတယ်။အကြံပါစစ်တပ်ရဲ့ကာကင်းစခန်းအလုံးနီးပါးကိုတိမ့်ပိုက် နိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ ဤသူကာကွယ်ရေးတပ်များနဲ့အကြမ်းဖက်စစ်ကောင်စီတစ္ဆာကံတပ်များကြားစကိုင်းမင်းငုံလမ်းတလျှောက်တိုက်ပွဲများဖြစ်ပွားနေပါတယ်။ထိုနီးတဝိုက်ချီကြီးရွာများတို့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေပြီးမိုင်းများဖြင့်ထောင်နေတယ်လို့သိရပါတယ်။စကိုင်းမှာမင်းငုံခေါင်းလောင်းကြီးရှိရာမင်းငုံပထိုးကြီးဖျားတွားရလမ်းတလျှောက်ရှိလက်ပံရွာအနီးမှာဖြစ်ပါတယ်။ အကြံပါစစ်သားများနဲ့ပြူစောထီးလူမိုင်းများကရွာတဲကိုဝင်ရောက်ပြီးပစ္စည်းများကိုဓမြတိုက်လူရက်သွားကြတယ်လို့ဆိုပါတယ်။စကိုင်းတိုင်းတွင် အာနာသိမ့်မိချိန်မှစပြီး၎င်းတို့လူရက်ဖြက်စီးမီးရှို့ခံနေရတဲ့အင်ဂျီပေါင်း4000ခန့်ရှိနေတယ်လို့ပြည်စုထားတဲ့စင်းစရားများရသိရှိရပါတယ်။အကြံဖတ်သမားမင်းအွန်လိုင်းကလည်း၎င်းတို့အတွက်အသက်ပေးတိုက်နေကြသည်ဆိုတာလှုပ်ချင်တာလှုပ်ခွင့်ပေးထားခြင်းဖြစ်၍ အကျမ်းဖတ်စစ်သားဘဝမှာတဖြည်းဖြည်းဓမြတခိုးတာတာဘဝရောင်မှမသိရောက်ကုန်ကြပြီဖြစ်ပါလေအကျမ်းဖတ်စစ်ကောင်စီမှထိုကိစ္စကို အမဲလူညင်းဆူနေတော်လဲစူဝင်းကိုတိုင်းဝန်ခံလာရတဲ့အကြောင်းတစ်ခုကထွက်ပေါ်လာပြန်ပါလေထို့သောဝန်ခံလာခြင်းမှာလေအမဲလူညင်းဆူနေက၎င်းတို့ပြောသည်မမယုံတော့မှစူး၍အမားဟင်းအိုးကြီးတဲကိုအမှန်စားတစုံခတ်ပေးလိုက်ခြင်းမျိုးသာ ဖြစ်ပါလေ စိုးဝင်မဖြစ်မနေဘုံခံလိုက်ရသည်ကအပုံနဲ့တထောင်းထောင်းထွက်နေပြီဖြစ်တဲ့စစ်သားစုဆောင်ရေးကိစ္စများနဲ့ပတ်သက်နေပါတယ်စိုးဝင်ကစစ်သားစုဆောင်ရေးကော်မတီအနေနဲ့ဥပဒေလုံထုံးလုံနည်းများအတိုင်းဆောင်ရွက်ပြီးအကျင့်ပြက်လက်စားမှုများနေစဉ်လိုဖြစ်ပေါ်နေရတယ်လို့ဝန်ခံလာခဲ့ပြီဖြစ်ပါတယ်ထို့ကဲ့သို့ကော်မတီများရဲ့လုပ်ရများကိုသိရှိပါကတဆိုင်ရအာနာပိုင်များထံသတင်းပို့တိုင်ကြားရမယ်လို့လဲဆိုပါတယ်၎င်းရဲ့ အပြောကတော့ကြားရသူအပေါင်းမိမြနဝင်ခြုံလိုက်လင်းမီနီလက်ရရင်မူယခုတိမိသူတဦးတယောက်ကိုမြအေးယူခြင်းမရှိသေးပါဘူးထို့အတွက်စိုးဝင်းအပြောဟာစစ်သားစုဆောင်ရင် ကောမဒီအနေဖြင့်ရသည်မြငွေများကို၎င်းတို့အိတ်ကတ်ထဲကိုထည့်ဖို့မကြိုးစားပဲတက်ဆိုင်ရာအာဏာပိုင်များအားလဲပူဇော်ပတ်တရန်လိုတယ်လို့အတိပေးလိုက်ခြင်းလဲဖြစ်မှာပါ IFA သတင်းမှာပါရှိတဲ့ပုံမှာ၁၇တုံးမြောက်တင်နန်းသားများကိုတွေ့နိုင်မှာဖြစ်ပါတယ်။အများစုဟာမိသားစုမှလက်ထိုးရန်ငွေမတက်နိုင်ပြီးလို့လည်းမလွတ်နိုင်လို့ပါသွားရသူများဖြစ်ပါတယ်။ဆိုပါဓာတ်ပုံကို ကြည့်ကတခိုးဓမြတာတာဖြစ်နေတဲ့အကျန်းဖတ်တက်ထဲဝင်လို့အသေးခံမဲ့အရေးကိုမိသူများဂုံယူဝင်ကြွားနေကြမှာမဟုတ်ပါဘူး။မိသားစုများအားလုံးကစိုးရင်တောကများ နဲတာတတ်ယုံကိုမောင်းသွင်းခံနေရတဲ့ကျွဲနှွားများဘဝရောက်နေရတဲ့ဖြစ်ကိုယဉ်ထုမနာဖြစ်နေကြမိတာဖြစ်ပါလေနိုင်ငံသားတို့အတွက်လူအခွင့်အရေးဆိုတဲ့လူအခွင့်အရေးဆိုဒီကိုအသာထားပင်အသက်ရှင်နေထိုင်ပိုင်ငွေ့ငူပင်တစားတဲ့တစားဖီစီချင်းချောက်လာနေပြီဖြစ်ပါလေထို့သောဖိနှိပ်အုပ်ချုပ်နေကြသူများဟာလည်းယူမတက်ဖြစ်နေကြလို့၎င်းတို့ရဲ့ဘဝကိုမိသူများအားကြပိုင်ဆိုင်လူကြမှာမဟုတ်ဆိုဒီက ေးချာနေပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ် မုတ်ချအောင်ရမယ်